မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဗိုလ်ပြင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ရဲနှန်းကိုကြားဖြတ်တိုက်ခိုက်ရာတပ်ချက်တအုပ်သိမ်းဆုံးပြီးတော့တရဲမှုတအုပ်အပါအဝင်စစ်သားအယောက်20ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ၈ရက်နေ့မိုးလွယ်2:20မိနစ်ခန့်မှာဗိုလ်ပြင်းဘက်ကနေပြီးတော့ Vigo ကား9စီးကြောက်ကား9စီးနဲ့လာတဲ့ အင်အားတရာခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလေညာဘက်ကိုစစ်ကြောင်းတက်လာတဲ့အချိန်ဗိုလ်ဓားကြီးပါနဲ့ဝါချောင်းကြီးပါကြားမှာရှိတဲ့ကြောက်ဖြူတောင်ရေချိုချောင်းအနီးမှာဒေါ်လာတပ်ဖွဲ့များကအဝေးထိန်မိုင်းများနဲ့အသင့်ဆောင်ဆိုင်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်နိုင်ဝက်ခန့်အကြအပြန့်လန့်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့အမြောက်တပ်ကတက်ကြတအုပ်တိမ်ဆုံးကဘုတ်ပြင်း၃၅ရှစ်တိုင်ရင်ကတိုင်ရင်မှုလဲ မျက်လုံးထွက်ဒဏ်ရာရရှိပြီးတော့ဒဏ်ရာအခြေအနေစိုးရင်ရတယ်လို့သိရပါတယ်။ဒါအပြင်စစ်သား16ဦးခန့်ဟာလည်းထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လဲတော်လိုင်းအရုံးပေါ်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။လန်နက်တွေတင်းစီရရှိတာမျိုးတော့မရှိပါဘူး။နိုင်ဝဲအတွဲမှာပြစ်ခတ်မှုဖြစ်ပြီးတာနဲ့သူတို့ဘက်ကစစ်ကြောင်းချက်ချင်းပြန်ပြီးတော့ခောက်သွားတာပါ။မိုင်းသုံးလုံးပေါ့။မိုင်းကြီးလက်လုံးမိုင်းနေနေပါ အရင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးထတ်တိုးသေးတဲ့စီးရင်ကတော့မကြရသေးဘူးလက်ရှိမှာဖုန်းလိုင်းပြတ်တောက်မှုတွေများနေတဲ့အတွက်ဒီတိုက်ခိုက်မှုမှာဆိုရင်စစ်ခွေးတွေကကျွန်တော်တို့ကို short run မှုနဲ့ပြီးရင်ပြည်သူတွေရဲ့သတင်းပေးခိုင်လုံမှုပြည်သူတွေကကျွန်တော်တို့နဲ့တသွေးတဲ့တသားတဲ့အတူရှိနေကြောင်းဆိုတာကိုထင်းထင်းရှားရှားပြသလိုက်တာပါပဲလို့ KNL တရင်203တက်ခွဲ၄ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို KNL တရင်203တက်ခွဲ3ကော့တောင်းခရိုင်အမှတ်တရတက်ခွဲနဲ့ Flying Star Force ဗိုလ်ပြင်းမြို့နယ်ပကဖဗိုလ်ပြင်းမြို့နယ်ပြည်သူရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတဲ့အကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့တန်တောင်ကြီးမြို့နယ်စစ်ရင်တန်းနဲ့စစ်တပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့ညနေ3နာရီခွဲကနေပြီးတော့6နာရီခွဲအချိန်ထိတန်တောင်မြို့73မိုင်ကနေတန်တောင်ကြီးမြို့ကိုတက်လာတဲ့စစ်ကောင်စီရဲ့ကာ3စီးရင်တန်းကို သုံးချိန်တိုင်တိုင်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးကုန်းထံရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို KNU တပ်မဟာနှင့်တိုင်ရင်း၅ကလမ်းကင်းလုံခြုံရေးယူထားတဲ့ရဲဘော်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မေလ9ရက်နေ့ည9နာရီကန်အချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့တန်တောင်ကြီးမြို့နယ်ခွနမိုင်စခန်းအတွင်းကို60မမလက်နက်ကြီးနဲ့ဘုံဒီလေးလုံးပြက်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးတော့6ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။မေလ6ရက်နေ့ညနေ3နာရီအချိန်ကလည်းတန်တောင်ကြီးမြို့နယ် 73မိုင်မြို့အဝင်ဂိတ်မှာလမ်းကင်းယူဖို့အတွက်စုဝေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို60မမလက်နက်ကြီးနဲ့ဘုံဒီနှလုံးပြက်ခတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးအတိအကျသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမေလ9ရက်နေ့နေ့လယ်12:45မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့39မိုင်စခန်းမှာအသင့်ပြင်ဆင်ထားတဲ့စစ်ကောင်စီရင်နှန်းကို60မမလက်နက်ကြီးနဲ့ဘုံဒီ၃လုံးပြက်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက်နိုင်ဝက်ခန့်အချာမှာ39တက်အတွင်းထဲကိုလူနာတင်ကားနှစ်စီးဝင်ရောက်သွားတယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုများကိုကီးကူစစ်ကြောင်း KNU တပ်မဟာနှင့်အထူးကွန်မန်ဒိုအဖွဲ့နဲ့ KNLA တရင်ကလက်အောက်ခံအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့မှာရဲစခန်းကိုဝင်ရောက်တိုက်ခတ်ရာဒူရဲဦးတုံးနဲ့ရဲတပ်သားတအူးတိတ်ဆုပ်သွားပြီးတော့6ဦးတိရိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မနက်6နာရီခွဲအချိန်ကမှပလောမြို့နယ်တောင်ရကန်းကျေးရွာမှာရှိတဲ့ပလောမြို့မှာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရအမှတ်တဲတိုင်းရင်းကတော်လိုင်းရဲဘော်များကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကဒူရဲဦးတုံးနဲ့ရဲတပ်သားတအူးတိတ်ဆုပ်ခဲ့ပြီးတော့ 6ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများစီကနေပြီးတော့ G3 rifle တနက်တလန် G အတောက်2ယောက် G ပေါက်2ခုလက်ကင်ဖုန်း1လုံးရာထူးတစ်စိတ်တစ်စုံနဲ့စားဖြင့်ဘားဒန်တို့ကိုတင်စီရမိကတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် ဒီကောင်တွေကဇောင်းထနေတာကြာပြီအဓိကကတော့စစ်မှုထမ်းတွေအတင်းအဓမ္မခေါ်ပြီးတော့ငွေညက်ပြီးလှုပ်ရှားနေကြတာအရက်သားတွေကသူတို့ကိုခြေမုံခိုင်းစေချင်တာကြာနေပြီအခုဆိုရင်အရက်သားတွေကဒီကောင်တွေတေလို့အရန်ကိုဝမ်းသာအားရဖြစ်နေကြတာလို့ဘိတ်ခဲအမှတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ရဲ့ခလိုက်ရ258တိုင်ရင်ကစပူပြင်းကြီးရွာဘက်ကိုလက်နက်ကြီး15ချက်နဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းအောက်ပေါင်းကြီးရွာကပြည်သူ9ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအရာတော်မြို့နယ်ငွေရင်းစစ်စခန်းကနေပြီးတော့မြို့ပေါ်ကိုရိတ်ခါတဲဆောင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ၈ရက်နေ့မှာအရာတော်မြို့နယ်ငွေရင်းစစ်စခန်းကနေပြီးတော့မြို့ပေါ်ကိုရိတ်ခါတင်ဆောင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စေးကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ၄နိုင်ကျော်ကြာမြင့်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစော်တီ၆ဦးအပြင်းထန်ဒဏ်ရာရရှိကစစ်သားတအူးနေရာမှာတင် ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ အရာတော်လေ့ကျင့်ရေး30ကအင်အားအများပြားနဲ့တက်ကူရောက်ရှိလာတဲ့အတွက်တော်လိုင်းရဲဘော်များကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။စစ်ခွေးတွေကအင်အား90ပါတိုက်ပွဲမှာတော့စစ်ခွေးတကောင်တေသွားတယ်။အဲ့ဒါနောက်ဆုံးရတဲ့သတင်းမှာစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတော့မရှိပါဘူးလို့ငွေတွင် Revolution Force ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုမုံရွာခေအမှတ်27တိုင်းရင်နဲ့တိုက်နယ်9031တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်နဲ့ကလေးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များထိခိုက်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မွန်လယ်3:48မိနစ်ခန့်ကစတင်ပြီးတော့ကဏီမြို့နယ်စုလီကုံရွာကိုမိထီလာရှမ်းတဲ့လေတပ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးနဲ့ ဘာတိုက်ပွဲမှာမရှိဘဲနဲ့လေးချောင်းတိုက်ခတ်မှု၄ချိန်ပြုလုပ်သွားတယ်လို့သိရပါဗါးအကြမ်းမဆက်တဲ့လေးချောင်းတိုက်ခတ်မှုအတွင်းမှာနေအိမ်များနဲ့ဈေးဆိုင်များထိခိုက်ပျက်စီးခဲ့ပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗါးအလားတူပဲကလေးမျိုးနဲ့လက်ပံချောင်းရွာကိုလည်းအကြမ်းမဆက်တဲ့ကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါဗါးမေလ၈ရက်နေ့ည9:14မိနစ်ခန့်မှာ ကလေးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့လက်ပံချောင်းရွာကိုအကြမ်းဖက်ဆက်တက်က Jet Fighter နဲ့ပေါင်150ဘုံးတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့နေအိမ်နှလုံးထိခိုက်ပျက်စီးကပြည်သူများတော့ထိခိုက်မှုမရှိဘူးလို့သိရပါဗျ။ရှေ့ရက်နေ့ညပိုင်းကကလေးမြောက်ပိုင်းလက်ပံချောင်းရွာကို Jet Fighter နဲ့ပေါင်150ဘုံးတလုံးကျဲချတိုက်ခိုက်သွားတာပါ။နေအိမ်နှလုံးအဆအနာပျောက်သွားပါတယ်။လူထိခိုက်မှုတော့မရှိဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းညောင်လေးပင် KI မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှုတ်ဦးတိဆုံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာစောတိမြို့နယ်မှာရှိတဲ့တရဲတမိန်ကြေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့ခမရ350တိုင်ရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကကွေးစိတ်ကြေးရွာတိလာရီဗုဒ္ဓဘာသာဖုန်ကြီးကျောင်းကို drone နဲ့လက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ဖုန်ကြီးကျောင်းအနီးမှာရှိတဲ့ ဥဖိုးပြရဲ့နေအိမ်ထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။မေလ9ရက်နေ့မှာမူးမြို့နယ်မှာရှိတဲ့ခေါင်းအင်းကျေးရွာကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံးကျက်တိုက်ခိုက်ခြင်းကြောင့်အသက်58နှစ်အရွယ်ဒေါ်ကြီးမြင့်နဲ့အသက်68နှစ်အရွယ်ဦးလာမြင့်တို့ကြီးစံထိမှန်တေဆုံးခဲ့ပြီးတော့အသက်72နှစ်အရွယ်မတ်ပိုးဒီနဲ့အသက်3နှစ်အရွယ်မောင်ဝေပေါ်တို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကုန်းချောင်းဝကနေပြီးတော့အကြမ်းမဆက်ကောင်စီတပ်သားများကလည်း ထွားနေကုန်ကြေးရွာကိုဟာဝေဇာနှစ်ဆင့်တွဲလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စောကော်လာသူလက်နက်ကြီးစာထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲရှမ်းပြည်နယ်နောင်ချုံမြို့နယ်တရချိုကြေးရွာကိုလည်းအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်၅နှစ်အရွယ်မဝင်းတစင်ဖြူအပါအဝဲပြည်သူလေးဦးတိတ်ဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်မေလ၈ရက်နေ့ညနေ6နာရီကမှာ နောင်ချုံမြို့နယ်တရချိုကြီးရွာကိုအကြမ်းမဆက်တဲ့ရအမြောက်တက်902တက်ကမင်္ဂလာဆောင်ပြုလုပ်ကျင်းပနေတဲ့အချိန်မှာရွာထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြက်ရောက်ပောက်ကွဲမှုကြောင့်အသက်9နှစ်အရွယ်မဝင်းတစင်ဖြူအသက်40အရွယ်အမျိုးသား2ဦးနဲ့အသက်40အရွယ်အမျိုးသမီး2ဦးတို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့ကလေး2ဦးနဲ့လူကြီး6ဦးဘုံစာထိမှန်ကပြင်းထန်တဲ့ရရှိသွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ2025ခုနှစ်မေလ6ရက်နေ့ကနေပြီးတော့31ရက်နေ့အထိအပြစ်ခတ်ရစဲရေးကာလအဖြစ်နဲ့ထပ်မံတိုးမြှင့်ကြောင်းကြီးညာပြီးတဲ့နောက်ပိုင်းမှာတောင်ပြည်အတွင်းထိုးစစ်ဆင်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone နဲ့လေကြောင်းတိုက်ခတ်ခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စီရေးအသည့်သတိရှိရန်အမြဲလိုအပ်ပြီးတော့လေကြောင်းရန်ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလမ်းများကိုနိုင်ငံဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ ်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အခြားဘက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ